အားလုံးပဲမင်္ဂလာပါခင်ဗျာ KSN Cartoon Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်အခုပြောမယ့်ပုံမြင်လေးကတော့ခေါင်းလောင်းနဲ့နှက်သားဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ခင်ဗျာတခါတော့ကတောင်တန်းတွေဝိုင်းရံထားတဲ့ရွာလေးတွေမှာ ရှေးဟောင်းဖျားတဆူရှိပြီးတော့အဲ့ဒီဖျားပင်နာမှာခေါင်းလောင်းကြီးတစ်လုံးရှိပါတည်းကွယ်အဲ့ဒီခေါင်းလောင်းကြီးကရွာသူရွာသားတွေကို မကောင်းဆိုးဝါးအန္တရာယ်ကနေကာကွယ်ပေးတဲ့ဆိုပြီးပြောကြတာပေါ့ကွယ်အဲ့ဒီရွာကလေးမှာ ကိုနေဝင်းလို့ခေါ်တဲ့အကြောင်းသားလေးတယောက်ရှိပါတည်းကွယ်။သူဟာဒဏ္ဍာရီလာအကြောင်းအရာများကိုစိတ်ဝင်စားတဲ့သူဖြစ်တာပေါ့ကွယ်။သူ့ရဲ့အဖေဟာရှီဟောင်ကောင်းလောင်းကြီးကိုတွားပြီးထိခိုက်မိအောင်မလုပ်ဖို့တတိပေးထားတာပေါ့ကွယ်။အဲ့ဒါလို့နဲ့တနေ့မှာတော့ကိုနေဝင်းနဲ့သူ့တငယ်ချင်းမောင်ထက်တို့ဟာတော်ထဲမှာငှက်ပြက်ထွက်ရင်နဲ့ရှီဟောင်ဖျားကြီးတဲကခေါလောင်းကြီးနာကိုရောက်ရှိသွားပါတော့တဲ့ကွယ်။ခေါလောင်းကြီးရဲ့ဘေးနားမှာရှိတဲ့ တစ်ပင်ကြားကဒဏ္ဍာရီလားနှစ်တာတယောက်ကကိုနေဝင်းနဲ့သူ့တငယ်ချင်းမောင်ထက်တို့ကိုခေါလောင်ကြီးကိုမထိုးပါနဲ့မင်းတို့မသိတဲ့အန်ဒီရရှိတယ်လို့ပြောလိုက်ပါတော့တယ်အဲ့ဒီနောက်မှာသူ့တငယ်ချင်းမောင်ထက်ကအဲ့ဒါကအလွယ်အမှားတွေပါကွာခေါလောင်ကိုထိုးရင်မိုးရွာမယ်ပွဲတော့ဖြစ်မယ်အဲ့ဒါလို့ပြောပြီးခေါလောင်ကိုထိုးဖို့ဖိအားပေးနေတော့တာပေါ့ဗျာကိုနေဝင်းကလည်းစိတ်တွေရှုပ်ထွေးနေတာပေါ့ကွယ်အဲ့ဒါလို့ ਨੇ ူတငယ်ချင်းမောင်ထက်ကခေါလောင်းကိုထိုးလိုက်ပါလေရောတဲ့။နတ်သားကလည်းမင်းတို့တော့ဒုက္ခရောက်တော့မှာပဲဆိုပြီးကိုနေဝင်းကို ပလဲဆာရက်လေးတစ်ခုကိုထုတ်ပေးလိုက်တာပေါ့။ပြီးတော့ကိုနေဝင်းကိုအနာဂတ်မှာမင်းကပညာရှင်တစ်ယောက်ဖြစ်မယ်ဆိုပြီးနတ်သားကြီးကပြောပြီးပျောက်ကွယ်သွားပါတော့တဲ့ကွယ်။အဲ့လိုနဲ့သူတို့နှစ်ဦးဟာရွာကို ပြန်ရောက်လာကြပါလေရောတဲ့။တိတ်မကြပါဘူးဗျာ။ခေါလောင်းကြီးထိုးလိုက်တဲ့အတွက်ကြောင့်မိုးမရွာပဲတောတောက်နေတဲ့ကနေ ငရေနှစ်သားကြီးတစ်ကောင်ပေါ်ပေါက်လာပါတဲ့ကွယ်ငရေနှစ်သားကြီးကရွာကိုဖျက်ဆီးဖို့စူးစားပါတော့တယ်အဲ့ဒီအခါရွာသူရွာသားတွေအားလုံးကလည်းကြောက်လန့်တုန်လှုပ်နေကြတာပေါ့ဗျာမောင်နေဝင်းကနှစ်သားကြီးပြီးတဲ့ပလဲဆောက်ရက်လေးကိုတတိရသွားပါတော့တယ်အဲ့ဒီအခါပလဲဆောက်ရက်လေးကိုဖြန့်ပြီးဆောက်ရက်ထဲမှာပါလာတာကိုဖြန့်ဖန့်လိုက်ပါတော့တယ်အဲ့ဒီအချိန်မှာရှေ့ဟောင်းခေါလောင်းကြီးကနေခေါလောင်းတန်ကြီးကထွက်ပေါ်လာပြီးတော့ ောင်တန်းတစ်လျှောက်လုံးလှုပ်ခါသွားတာပေါ့ဗျာအဲ့ဒီအခါငရဲနှစ်သားကြီးကလည်းခေါလောင်းတန်းကြီးကိုကြားပြီးသူ့ရဲ့အမျက်ဒေါ်ဒါတွေချုပ်ငိမ့်ကတောင်တန်းတဲကိုပြန်သွားပါလေတော်တဲ့ကွယ်အဲ့ဒီအခါရွာသူရွာသားတွေကထွက်လာကြပြီးကိုနေဝင်းကိုခုံပြုတ်ကြတာပေါ့ဗျာသူ့ကိုလေးစားနေကြတာပေါ့ကိုနေဝင်းရဲ့အဖေကလည်းမင်းကရွာကိုကာကွယ်ကဲတင်ခဲ့တဲ့သူပဲဆိုပြီးဝမ်းတစွာနဲ့ပြောလိုက်ပါတဲ့ကွယ်ကိုနေဝင်းကတော့ လက်သားကြီးပြောခဲ့တဲ့အနာဂတ်မှာမင်းဟာပညာရှင်ကြီးတယောက်ဖြစ်လာမယ်ဆိုတာကိုတွေးပြီးတုံ့နေပါတော့တဲ့ကွယ်ဒီကနေ့ပုံမြင်လေးကတော့ဒီလောက်ပါပဲဗျာကျွန်တော်ရဲ့ပုံမြင်လေးကိုအဆုံးအထိအားပေးနားဆင်သွားကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာနောက်နေ့တွင်မှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ပုံမြင်လေးများစွာဆက်လက်တင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel လေးကိုအားပေးကြည့်ရှုကြပါအောင်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလေးလုပ်သွားပေးကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ